မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြောက်ဘက်ဗဟိုပြူပြီးအင်အားအသင်းတင်းရှိမြင်းကလေးလှုပ်ခတ်တဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးမြို့မြောက်ဘက်ကိုပဟိုပြုပြီးအင်အားသင့်တင့်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ခတ်သွားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ BNI ရဲ့ဆိုင်ယာစီမံခန့်ကွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ဒီဇင်ဘာ10ရက်ညနေ4:05မိနစ်ခန့်မှာမန္တလေးမြို့ရဲ့မြောက်ဘက်68ကီလိုမီတာအကွာမြေအောက်အနက်30ကီလိုမီတာကိုပဟိုပြုပြီး raster scale 0.8အဆင့်နဲ့အင်အားအတော်သင့်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ခတ်သွားတာဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအသိပေးပါရယ်။ငလီဟာတိတာရာကြောင့်အထက်မြေနေထိုင်သူတွေစိုးရိမ်ခဲ့ကြတယ်လို့မန္တလေးမြို့ကံတွေကပြောပါရယ်။တိတိတာတာလှုပ်ခတ်သွားလို့အထက်မြေကနေဆင်းပြေးရတယ်လို့မန္တလေးနှမ်းရှိမှနေတဲ့အမျိုးသားတအူးကပြောပါရယ်။မန္တလေးမြို့အပြင်ပြင်ဦးလွင်ပသိမ့်ကြီးကြောက်စဲတရာဦးအမရပူရာစားတဲ့ဒေသတွေကပါတိတာစွာလှုပ်ခတ်သွားတဲ့အကြောင်းဒေသခံတွေကပြောပါရယ် မန္တလေးမှာငလင်ကြီးလှုပ်ခတ်မှု6လနီးပါးကြာခဲ့ပြီဖြစ်ပေမယ့်ပြည်လဲတိဆောက်ရေးတွေပြုလုပ်နေရဆဲဖြစ်ပြီးနောက်ဆက်တွဲငလင်တွေကြောင့်အစာအုပ်ထပ်မံထိခိုက်တာတွေရှိနေဆဲဖြစ်ကြောင်းဒေသခံတွေကပြောပါရယ်ဆက်လက်ပြီးအတန်တိတ်တပိတ်မှာဆန္ဒသဘောထားတွေထုတ်ဖော်ပြသခဲ့တဲ့တနိုင်ငံလုံးကပြည်သူလူထုကိုအလေးအနက်ဥညွတ်ဂုံပြုတ်အပ်တယ်လို့တပိတ်ကောင်းဆောင်ပြောတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ် အတန်တိတ်တပိတ် silent strike ကိုတညီတညွတ်တည်းဖော်ဆောင်ဆင်နွှဲပြီးဆန္ဒသဘောထားတွေဖော်ထုတ်ပြသခဲ့ကြတဲ့တိုင်းနိုင်ငံလုံးကပြည်သူလူထုအပေါင်းကိုအလေးအနက်ဥညွတ်ဂုဏ်ပြုအပ်တယ်လို့တပိတ်ကောင်းဆောင်ကိုတေစာဆန်းကပြောကြားလိုက်ပါတယ်။ ဒီကနေ့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်တဲ့အတန်တိတ်သပိတ်မှာတနိုင်ငံလုံးကပြည်သူတွေပူးပေါင်းပါဝင်ခဲ့တဲ့အပေါ်ကိုတီစာဆန်းကထုတ်ပေါ်ပြောကြားလိုက်တာဖြစ်ပါတယ်။ဒီလောက်ရက်ဆက်ကြမ်းကြုတ်ရုံးမာလာတဲ့အာနာယူစစ်အုပ်စုကိုစန့်ကျင်တွန်းလှန်ပြီးဒီလိုမျိုးရဲရင်ပြောင်ပြောင်လာတဲ့လူလူလှူရှာမှုကြီးတခုကိုဖော်ဆောင်နိုင်ခဲ့ကြတဲ့ပြည်သူလူထုအပေါင်းကိုအလေးအနက်ဥညွတ်ဂုဏ်ပြုအပ်ပါတယ်လို့ကိုတီစာဆန်းကသူ့ရဲ့လူမှုကွန်ရက်ကတစင်ရေးသားဂုဏ်ပြုထားပါတယ်။ ဒီကနေ့လှုပ်ဆောင်ချက်ဟာအင်မတန်ကိုခက်ခဲလာတဲ့မှတ်တမ်းတင်ရမယ်။တမိုင်းဝင်လူလူလှုပ်ရှားမှုတိုက်ပွဲတရက်လို့လေကိုတေစာဆန်းကဆိုတာပါတယ်။တချိန်တည်းမှာပဲအချမ်းဖက်စေအုပ်စုအတွက်တော့အလွန်ထိတ်လန့်တုံ့လုံစေမဲ့ပြည်သူအာဏာလှုပ်ရှားမှုကြီးဖြစ်တယ်လို့ပြောပါတယ်။ယနေ့ကျွန်တော်တို့ပြည်သူတွေရဲ့အကြေလောင်ဆုံးသောတိတ်ဆိတ်ငြိမ်သက်ခြင်းအတက်ကိုတကပါလုံးကောအချမ်းဖက်စေအုပ်စုပါကောင်းကောင်းကြီးချာတိခဲ့ရပြီဖြစ်ပါတယ်။ဒီနေ့အတန်တိတ်တပိတ်ဟာစစ်ကောင်စီအတွက်တော့မရဏမောင်းတန်ပါပဲ။ ကျွန်တော်တို့ပြည်သူတွေဟာအာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးရာတင်ရထိုက်တဲ့မိမိတို့မွေးရပါလူခွင့်ရင်များရရှိရေးတိုက်ပွဲမှာလုံးဝသွေးအေးသွားကြမှာမဟုတ်ပါဘူးလို့ကိုတေစာဆန်းကဆိုပါတယ်။ပြည်သူလူထုရဲ့အခုလိုစူးစီးညှိညွတ်မှုအင်အားနဲ့အတူခရီးဆုံးထိချီတက်ကြမယ်လို့လည်းတိုက်တွန်းထားပါတယ်။ဒီနေ့မနက်10:00နာရီမှညနေ3:00နာရီအထိနိုင်ငံတော်ဝန်အတန်ဒိတ်တပိတ်ဆင်နွှဲရန်ရှိနေပြီး ပြည်သူတို့အနေဖြင့်ပူပေါင်းပါဝင်ကြရန်တပိတ်အင်အားစုအသီးသီးကနှိုးဆော်ခဲ့တာဖြစ်ပါတယ်။လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထားတဲ့နိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လွတ်ပေးဖို့စစ်တပ်ရဲ့မတရားတဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့စစ်တပ်ရဲ့အာဓမ္မစစ်သားစုဆောင်နေတဲ့စစ်မှုထမ်းဥပဒေကိုစန့်ကျင်ကြဖို့ဖျက်သိမ်းဖို့စတဲ့အချက်၃ချက်ကိုအတန်တိတ်တပိတ်ကတောင်းဆိုထားပါတယ်။စစ်တပ်ကအတန်တိတ်တပိတ်မှာပြည်သူတွေမပါဝင်ဖို့နီလန်းမျိုးစုံသုံးပြီးချိန်ချောက်နေတဲ့ကြားကပြည်သူတွေကပါပါနဲ့နဲ့လောက်ရတဲ့လောက်ပါဝင်နေကြတာဖြစ်ပါတယ်။ ဆက်လက်ပြီးစင်ကူးကိုစစ်ကြောင်းထိုးရန်စစ်ကော်မရှိ၏ရှမ်းအရှိရှိတက်အင်အားရာကြီးကိုမရရာကိုပို့ထားတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တော်လိုင်းရေးတက်များသိမ့်ပိုက်ထားသည့်မေရယာကိုစစ်ကော်မရှင်ကပြလဲသိမ့်ယူပြီးနောက်စစ်ကော်မရှင်ကစင်ကူးမြို့နယ်အတွင်းကိုပါစစ်အင်အားရာကြီးသုံး၍ထိုးဖောက်ဝေရောက်နေပြီဖြစ်ကြောင်းသိရပါသည်စစ်ကော်မရှင်ကစင်ကူးဘက်ကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းများကိုအားဖြည့်ရန်အတွက်ရှမ်းပြည်နယ်အရှေ့ပိုင်းရှိတိုင်ရင်တပ်ဖွဲ့များကိုပါမေရယာမြို့အတွင်ပို့ဆောင်နေကြောင်းသိရပါသည် 9ရက်နေ့ကစပြီးတက်တွေလွတ်တာမန္တလေးကနေမရိယာကိုလွတ်တာအဲဒီကနေတဆင့်စင်ကူးကိုစစ်ကြောင်းထိုးမဲ့တက်တွေနဲ့ပေါင်းလွတ်မယ်လို့ကြားတယ်။အခုစစ်တပ်ကစင်ကူးတဲ့ကိုစစ်ကြောင်းနှစ်ကြောင်းဖြန့်ပြီးဝင်လာနေတယ်ဟုတက်တဲ့ရင်ရင့်မြက်ကသတင်းဌာနကိုပြောပါရယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းခုံမြို့နယ်မှာခမာရ989တက်များနေမိုင်းဖြတ်မြို့နယ်မှာစစ်အင်အားစုစုပေါင်း200ခန့်ကိုမရိယာမြို့နယ်မှာတဆင့်အင်အားဖြည့်ရန်စစ်သုံးကားကြီး6စီးဖြင့်ပို့ဆောင်ခဲ့ကြောင်းသိရပါရယ်။ အဆိုပါစစ်ကူများတွင်စစ်မှုထမ်းဥပဒေဖြင့်ခေါ်ဆောင်လာသည့်တပ်သားတင်များအများစုပါဝင်နေကလွိုင်လင်းမိုင်းပေါ်နှင့်တောင်ကြီးလမ်းတစ်လျှောက်မန္တလေးကိုလိုက်ရလမ်းတွင် တပ်သားတစ်အများအပြားထွက်ပြေးကြကြောင်းသိရပါတယ်။မရရမြို့နယ်တစ်ခုလုံးကိုစစ်ကောမရှင်ကထိန်းချုပ်ပြီးနောက်ပိုင်းစင်ကူးမြို့နယ်အထိအင်အားရာချီသုံးကထိုးပေါက်ဝင်ရောက်လာပြီးနောက်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူနဲ့ဒရုန်းများအလွန်အကျွံသုံးကတော်လန်ရေးတပ်ဖွဲ့များကိုထိုးစစ်ဆင်နေကြောင်းသိရပါတယ်။စင်ကူးမြို့နယ်အတွင်းစစ်ကောမရှင်စစ်ကြောင်းနှင့်တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပြီးစစ်ကောမရှင်ကစင်ကူးမြို့နယ်အတွင်းရှိရွှေပြည်ပါကိုစစ်ကောမရှင်တပ်များရောက်ရှိလာပြီးဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးပြည်ပခအဆုံးသက်ရေးထိုင်းနဲ့ဆွေးနွေးဖို့အသင့်ရှိနေတယ်လို့ကမ္ဘောဒီးယားပြောတဲ့ဆွေးတင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။နေဆက်ပြည်ပခတွေရက်ဆိုင်နိုင်ရင်ကမ္ဘောဒီးယားနိုင်ငံဟာထိုင်းနိုင်ငံနဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့လမ်းဖွင့်ထားတယ်လို့ဝန်ကြီးချုပ်ရဲ့ထိတ်တန့်အကြံပေးတဲ့ဦးကဒီဇင်ဘာ9ရက်မှာပြောကြားခဲ့ပါတယ်။ဇူလိုင်လအတွင်းသဘောတူညီခဲ့တဲ့အပြစ်ခတ်ရက်စဲရေးကျိုးဖြတ်ပြီးနောက်ထိုင်းနဲ့ကမ္ဘောဒီးယားဟာ118ကီလိုမီတာရှိတဲ့နေဆက်တလျှောက်လက်နက်ကြီးတွေအပါအဝင်အပြန်အလှန်ပစ်ခတ်ခဲ့ပါတယ်။အပြင်းထန်ဆုံးတိုက်ပွဲတွေပြန်လည်စတင်ပြီးနောက်နှစ်ရက်တာ နေဆက်ပရိပခါကြောင့်နှစ်ဖက်စလုံးမှပြည်သူ73ဦးသေဆုံးခဲ့ပြီးတိမ့်နယ်ချီအိုးအိမ်ဆုံးခွာခဲ့ရပါတယ်။အခုချိန်ကစပြီးတနအီစကားပြောဆိုကဆက်သွယ်မှုစတင်ရအောင်။ဒါဟာအလွန်ကောင်းတဲ့အကြံဉာဏ်တစ်ခုဖြစ်ပါလိမ့်မယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ရဲ့ အကြီးတန်းအကြံပေးဆိုရရကပြောပါရယ်သို့တော်လေကမ္ဘောဒီးယားနိုင်ငံကဆွေးနွေးမှုလုပ်ငန်းစဉ်ကိုစတင်မှာမဟုတ်ဘဲနှစ်နိုင်ငံစလုံးအတွက်ချစ်ချည်ရေးရဖို့သဘောတူမယ်လို့၎င်းကဆိုပါရယ်ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ပြင်ပချောင်းဝင်ဆက်ဆက်မှုကိုညှင်းပယ်ကတင်းမာမှုလျှော့ချဖို့ဥစွာလှုပ်ဆောင်မယ်ရိုးသားမှုကိုပြသရမယ်လို့ထိုင်းနိုင်ငံသားရွေးဝင်ကြီးကပြောပါရယ် ထိုင်းနဲ့ကမ္ဘောဒီးယားကြားစစ်ပွဲကအမေရိကန်နိုင်ငံကိုစိုးရိမ်စေတယ်လို့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကအင်ကာနီမှာပြောကြားခဲ့ပါတယ်။တိုက်ခိုက်မှုတွေချက်ချင်းရက်စဲဖို့အရက်သားတွေကိုကောက်ွယ်ပေးမှုနဲ့ဒေမာမှုလျှော့ချရေးအစီအမံတွေလုံဆောင်ကြဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်လို့၎င်းကထုတ်ပြန်ချက်တစ်ခုအတွင်ပြောပါတယ်။နေဆက်မြေမြုံပိုင်းကိစ္စကစစ်ပွဲတစ်ခုအတွက်စင်ကြေတစ်ခုမဟုတ်ပါဘူးလို့ဆိုရရကပြောပါတယ်။ ထိုင်းစစ်တပ်ဟာအစိုးရအဖွဲ့ရဲ့ထောက်ခံမှုအပြည့်အဝရရှိထားတယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဗီရာကူကပြောကြားခဲ့ပြီးတိုက်ပွဲတွေဖြစ်နေစဉ်တွစ်ဆုံဆွေးနွေးဖို့ညှင်းပယ်လိုက်ပါတယ်။အခြေအနေဟာနှစ်နိုင်ငံလုံးအကျိုးမရှိတဲ့ခင်းကစားပွဲတစ်ခုဖြစ်ပြီးနှစ်နိုင်ငံစလုံးဟာအမြဲအင်ဒီဂျင်တွေဖြစ်နေမယ်လို့ဆိုယူရကပြောပါတယ်။ ဆက်လက်ပြီးရွေးကောက်ပွဲကျင်းပရန်အချိန်ကကောင်းမဟုတ်ဘူး။ဩစတြေးလျအစိုးရ၏မြန်မာနိုင်ငံဆိုင်ရာတန်ယုံမှထုတ်ပြန်တဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။လက်ရှိမြန်မာနိုင်ငံရှိအခြေအနေသည်လွတ်လပ်ရေးတရားမျှတပြီးလူတိုင်းအကျုံးဝင်သည့်ရွေးကောက်ပွဲကျင်းပရန်အတွက်လိုအပ်သောအရာများမပြည့်စုံနေကြောင်း ဩစတြေးလျအစိုးရ၏မြန်မာနိုင်ငံဆိုင်ရာတန်ယုံကယနေ့ချရောက်သောအပြည်ပြည်ဆိုင်ရာလုပ်ခွင့်ရေးနေတွင်ထုတ်ပြန်လိုက်ပါရယ်ဩစတြေးလျအစိုးရသည်မြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပွားလျက်ရှိသောနိုင်ငံရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်တဲများအပေါ်အလွန်အမင်းစိုးရိမ်ပူပန်မိပြီးမြန်မာစစ်အာဏာရှင်၏ လူအခွင့်အရေးအလွဲသုံးစားပြုမှုများနဲ့ချိုးဖောက်မှုများကြည်ကြဲပြန့်ပြန့်လှုပ်ဆောင်နေခြင်းအားရှုံချကြောင်းလေချောင်းတိုက်ခိုက်မှုအပါအဝင်အယက်သားပြည်သူများကိုဆက်လက်တိုက်ခိုက်နေခြင်းအားများစွာစိုးရိမ်လျက်ရှိကြောင်းဖော်ပြထားပါသည်။ထို့ပြင်အခြားလက်နက်ကိုင်အဖွဲ့များမှကျူးလွန်ခဲ့သောအကြံဖတ်မှုအလွဲသုံးစားပြုမှုများနဲ့ပတ်သက်သည့်ခိုင်လုံသောသတင်းများကိုလည်းစိုးရိမ်ပွဲသိရှိထားရသဖြင့်ငြိမ်းချမ်းရေးလမ်းကြောင်းအစစ်အမှန်ဖြစ်ရန်အကြံဖတ်မှုများအဆုံးသတ်ပြီးမတရားဖန်ဆီးထိမ့်သိမ်းထားသူများအားလွှတ်ပေး၍တက်ဆိုင်သူများပါဝင်သည့်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်လိုအပ်နေကြောင်းထောက်ပြထားပါသည်။ ရင်ကဲ့သို့အခြေအနေများမရှိပဲကျင်းပတဲ့ရွေးကောက်ပွဲသည်ပုံမကြီးမသောမတိငိမှုများစီ UDP မြန်မာပြည်သူများအပေါ်ဆိုးရွားသောအကျိုးဆက်များဖြစ်စေမည်ဟုလည်းအသိပေးထားပါသည်ဩစတြေးလျဆိုရအနေဖြင့်ပြည်သူများ၏စံနှုန်းကိုထင်ရှားသည့်ဒီမိုကရေစီအယက်သားအစိုးရထံငြိမ်းချမ်းစွာအာဏာတွဲပြောင်းရန်ဆက်လက်တိုက်တွန်းမည်ဖြစ်ပြီးရဲအကြက်တဲကိုဖြည့်ရှင်းရတွင်လည်းအာဆီယံ၏အခရာကျသောအခန်းကဏ္ဍကိုအင်တိုက်အားလိုက်ပံ့ပိုးထောက်ခံကြောင်း ဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထဲပို့ဆောင်ရွက်ရန်စစ်ကော်မရှင်ကိုတောင်းဆိုထားကမြန်မာပြည်သူများနှင့်အတူတကွဆက်လက်ရည်တည်ပြီးဖြစ်ကြောင်းဆိုထားပါတယ်။